မင်္ဂလာပါရှင်။အားလုံးရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့အမျိုးသမီးတွေရသည်လားဆင်နာကျင်ကြိုက်ခဲမှုဝေဒနာကိုဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရသည်လားဆင်နာကျင်ကြိုက်ခဲမှုဝေဒနာကိုဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာကတော့အမျိုးသမီးတိုင်းသိကြတဲ့ခေါင်းစဉ်တစ်ခုပါ။တလားတကျအမျိုးသမီးတိုင်းကြုံနေရတဲ့ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ီတီတော်တော်များများကတော့ဒါဆိတ်ရှုပ်ကြမယ်ထင်ပါတယ်ခါကြိုက်တာစီစက်ကြိုက်တာဝမ်းပိုက်အောင်တာစတဲ့ရာသီနာချိန်ခံစားနေရတဲ့ပြဿနာတွေကိုသက်သာလို့လို့ရမယ်နီလန်လေးတွေကိုပြပြပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တော့လိုပါမယ်နော်အရင်ဆုံးဘာကြောင့်ရာသီနာစဉ်နာကျင်ကြိုက်ခင်မှုဝေဒနာကိုခံစားရတာလဲရာသီနာတဲ့အခါဝမ်းမက်ပိုက်တော့ဝိုင်းခါနဲ့တင်မဆုံပိုင်းပေါင်းလို့မှကြိုက်ခဲတာ ောက်ဒိနာကျင်တာမျိုးကိုအမျိုးသမီးတတော်များများခံစားကြရပါတယ်။ရာသီလစဉ်မှာတဲ့ရဲ့အတွင်းနေရတွေပြင်ပဖြစ်ပေါ်လာအောင်အထောက်ပံ့ပေးတဲ့အနေနဲ့တဲ့ရွတ်သားတွေဟာကျောဆမှုကိုလှုပ်ဆောင်နေတာကြောင့်ရာသီလစဉ်မှာနာကျင်သက်ခဲမှုဝေဒနာကိုခံစားရတာပဲဖြစ်ပါတယ်။တချို့တွေမှာဆိုရင်ကိုလက်မီအီမတာဖြစ်တာအော်အန်နာကောင်းပိုက်တာနဲ့ဝမ်းသွားတာမျိုးတွေအထိခံစားကြရတာမျိုးတော့ရှိပါတယ်။ဒီလိုမျိုးနှဆင်လာတိုင်းကြုံနေရတဲ့ ကက်ခဲနာခြင်းမှုကိုရော့ပါသက်သာအောင်စီဝါကူညီနဲ့လှုံ့ဆော်နေသလိုနေ့စဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပေးလို့လည်းရပါတယ်။ရာသီလစဉ်နာကျင်ကက်ခဲမှုဝေဒနာကိုသက်သာအောင်လုံလုံရမယ့်နည်းလမ်းလေးတွေကတော့နံပါတ်၁ရင်နှီးအိတ်ကပေးပါ။ရေကအရင်ပူလာမျိုးမဟုတ်ပဲနဲ့ရင်နှီးနှီးလေးဖြစ်ဖို့အရေးကြီးပါတယ်။ချောင်းနာကိုရင်းနှီးစိတ်ထားတဲ့အဝဒါမှမဟုတ်ရင်းနှီးကပေးခြင်းအဖြစ် သူလက်ပတ်မှုကိုကောင်းမွန်စေပြီးတော့နာကျင်မှုကိုတတ်တာစေမှာပဲဖြစ်ပါတယ်။နံပါတ်1ကတော့အကိုက်ခဲပြောက်စေတော့ပါ။ Ambuprofen, Mefenamic Acid, Dofenyl လို့လူသိများကြပါတယ်။ဒီစီးတွေကိုတနည်းကိုအနည်းဆုံး၄ချိန်လောက်အစားစားပြီးတဲ့အချိန်တောက်လို့ရပါတယ်။ Ambuprofen မှာဆိုရင်200 mg နဲ့400 mg ရှိပါတယ်။ Mefenamic Acid မှာဆိုရင်လည်း250 mg နဲ့500 mg ရှိပါတယ်။ စီပမာနာဘလားတောက်ရမလဲဆိုတာမသိဘူးဆိုရင်ဆရာဝန်နဲ့အသေးချတိုင်ပင်ပြီးမှတောက်တာကောင်းပါတယ်ဒီစီးတွေတောက်ရင်တခုတတိထားမှာကအစာရင်ကိုထိခိုက်စေနိုင်တဲ့အတွက်အစာနဲ့တွဲပြီးတော့တောက်ရပါမယ်အစာရင်ရောဂါရှိတဲ့သူဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့အစာရင်ဆေးနဲ့တွဲတောက်ဖို့တွေလိုကောင်းလိုနိုင်ပါတယ်နောက်တစ်ခုကအကန့်ခဲတောက်စီးတွေတောက်တဲ့အခါမှာတော်တော်များများမှားနေကြတဲ့အချက်လေးရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ အကက်ခဲပြောက်စီကိုနားပြီးဆိုတော့မှစပြီးတောက်ကြတာပါဒီစီးတွေကပရစ်စတာဂလန်တီမထွက်အောင်တားထားတာဖြစ်တဲ့အတွက်ထွက်ပြီးနားပြီးမှတောက်တာဆိုရင်စီးရတိတ်ပြီးတော့မတိုးနိုင်တော့ပါဘူးအမှန်တကယ်တောက်အောင်ပါကကိုကနတ်တတဲ့လူဆိုရင်ရာသီသွေးစစင်းတာနဲ့စီးကိုစပြီးတော့တောက်အောင်ပါဖြစ်ပါတယ်ရာဒီလာစင်နာကျင်ကဲ့ခင်မှုဝေဒနာကိုတတ်တာစင်ပဲနံပါတ်3နီလာကတော့ရေမြများတောက်ပေးပါ ရသည်လားစေ။နာကျင်ကြိုက်ဖိမှုကိုပိုဆိုးစေတဲ့လက္ခဏာတစ်ခုဖြစ်တဲ့လေပွားရာကိုတက်တာစေဖို့ရည်မြများတောက်ပေးရမှာပဲဖြစ်ပါတယ်။ရသည်နာနေစေအတွင်းမှာရေကို၆ခွက်ကနေ၈ခွက်လောက်အထိတောက်ပေးပါ။ရန်ဒီလာချိန်မှာဝန်တော်တက်တဲ့မျိုးသမီးဆိုရင်တော့ရေတက်ကိုပိုဖြစ်ပေးဖို့လိုပါပဲ။နံပါတ်၄ရတော့လက်ကျင်ငန်းလုပ်ပေးပါ။ရာဒီလာစဉ်နာကျင်ကြိုက်ခဲ့တဲ့အခါတိတ်မပြင်းထန်ပဲတက်တောက်တက်တာလုပ်နိုင်ပြီးလက်ကျင်ငန်းအပြော့စားတွေ အကျိုးဆိုးလိကျင့်ခန်းတွေလမ်းကြည့်ပြေးလျှောက်ပေးတာမျိုးတွေလုပ်ပေးလို့ရပါတယ်။ဒီလိုလုပ်ပေးတာကသွေးစစ်ဆေးမှုကိုကောင်းမွန်စေနိုင်ပြီးအင်ဒိုဖင်ဟော်မုန်းတွေထွက်ရှိစေနိုင်တာကြောင့်ရာသီလစဉ်နာကျင်ကက်ခဲတာကိုသက်သာစေနိုင်ပါတယ်။နောက်နံပါတ်5ကတော့ဝမ်ပိုက်ပန်းကိုနှိမ့်ငယ်ပေးတာပဲဖြစ်ပါတယ်။လက်ချောင်းထိတ်လေးတွေကိုအသုံးပြုပြီးဝမ်ပိုက်အပတ်ပိုင်းကိုဖြည်းဖြည်းချင်းနှိမ့်ငယ်ပေးပါ။ဒီလိုနှိမ့်ငယ်ပေးတာကသွေးစစ်ဆေးမှုကိုကောင်းမွန်စေနိုင်ပြီး တဲ့ဟင်ကိုသွေးရောရှိစေနိုင်တာကြောင့်နာကျင်ကိုက်ခဲမှုရော့ပါသက်သာစေနိုင်ပါတယ်။နောက်ဆုံးချက်ဖြစ်တဲ့နံပါတ်6ချက်ကတော့ကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်စားသောက်ဖို့ပဲဖြစ်ပါတယ်။အစားအသောက်ကိုအာဟာရစစုံလွင်လင်နဲ့ကျန်းမာရေးနဲ့ညီညွတ်အောင်စားပေးဖို့လိုအပ်ပါတယ်။ရာသီလစဉ်မှာအမြင့်တက်ပါတဲ့အစားအစာကိုစားသုံးပေးသင့်ပါတယ်။သင်္ဘောသည်ဆက်လုံးညိုတစ်ကြားသည်ပါရန်စီဖယုံစီတန်လွင်စီပန်းငော်ပီစီ ကြက်သားငါအစိမ့်ရောင်ရွက်တွေနေ့တစ်စီးတို့ကိုစားသုံးပေးသင့်ပါတယ်။ကက်စီယံနဲ့ဖော့စဖက်တို့ကိုစုယူနိုင်အောင်အထောက်အကူပြုပေးတယ်။တထုတက်ဖြစ်တဲ့ဘွန်လိုရရှိနိုင်တဲ့ထောပတ်တီညဘဲထောပတ်ကလပဲစားသုံးပေးသင့်ပါတယ်။ဘောရွန်တက်ကရာသီလာစဉ်နာကျင်ကဲ့ခင်မှုကိုပြော့ပါတတ်တာစီနိုင်ပါတယ်။နောက်ပြီးခနာကိုရေတဲပြုံးဝစဉ်ဖြင့်ဆက်လက်ရွက်သခွာသည်ဖျဲသည် စတော်ဘယ်ရီ၊ဘလူးဘယ်ရီလိုမျိုးဘယ်ရီသီးတွေကိုလည်းစားသုံးပေးသင့်ပါတယ်။ခန္ဓာကိုယ်အတွက်ကယ်ဆီယမ်တန်ရရှိစေနိုင်ပေမယ့်နှုတ်ထွက်ပစ္စည်းတွေ၊နံ၊ဗာနန်စီနဲ့အစိမ်းရောင်သီးတွေစားသုံးပေးသင့်ပါတယ်။ရှောင်ကျဉ်ရမယ့်အစားအစာတွေကတော့အဆီများတဲ့အစားအစာတွေ၊အရက်သေးစား၊အချိုရည်တွေ၊ကဖေးတက်နဲ့စားပဝင်မှုများတဲ့အစားအစာတွေကိုမစားသုံးသင့်ပါဘူး။နောက်ပြီး ရာသီလစဉ်မှာဘိုက်ပွားစီနိုင်တဲ့အစားအစာတွေကိုလည်းစောင့်ကြည့်ဖို့လိုပါပဲ။ဒါဆိုရင်အခုပြောပြပေးခဲ့တဲ့နီလန်းလေးတွေကိုသုံးပြီးနှာစီကြုံတွေ့နေရတဲ့ပြဿနာတွေကိုပြင်ဆင်ကြလိုက်ရအောင်နော်။ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျမရဲ့ channel လေးကဒီလို ကျမရဲ့ဘူဒ္ဓရစီမဲ့ဗီဒီယိုလေးတွေအမြဲတည်ဆက်ပေးသွားမှာမို့ channel လေးကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်ပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ပါဦးနော်။ အခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်လည်း like and share လေးလုပ်ပေးခဲ့ပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်